ဝါထရံတွေနဲ့ဆောင်ထားတဲ့တဲအိမ်လေးရဲ့ထောက်တနေရာမှာအသက်40ကျော်အရွယ်နာယူဖို့တယောက်တိတ်ဆိတ်လာတဲ့ညက်နေခေချင်သူမရဲ့လက်ကရက်ထဲအင်ဂျီကိုရက်လုံနေပါတယ်အလုတ်ကတော့ဒါပေါ့အင်ဂျီရက်လုံရတာဒါကတစ်ထက်ကိုဘက်ခနေရလို့လုံလက်ဆကရင်အင်ဂျီတစ်ထက်ကိုညွန်ပြရေးကရင်ဘာသာစကားနဲ့နာယူဖို့ကပြောပါတယ်အခုရက်လုံနေတဲ့အမျိုးသမီးဖို့ ခရိုင်ရောက်ကရင်ခါဝူရှိတထဲပြီးတက်လိုက်ရင်တော့ဝမ်းရင်ဖြစ်ရှင်းနိုင်ဖို့အတွက်ရောင်းချရတော့မှာပါဒီလိုရိုးရှင်းပြီးလှပတဲ့ကရင်အင်ဂျီတထဲဖြစ်လာဖို့နေရက်အချိန်ယူပြီးဈေးနှုန်းက900ဘတ်ရရှိပါတယ်အင်ဂျီရဲ့လောက်တာကတော့သူမရဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်ပြီးဝယ်သူအမှရှိတော့တလောက်ကို6ထည့်အထိရက်ပေးရတယ်လို့အမှမရှိတဲ့အခါသားသမီးတွေဝတ်ဖို့ရက်ပေးရတယ်လို့ပြောပါတယ်သူမတို့မိသားစုအတွက် ရက်ကန်ရက်တဲ့လုပ်ငန်းကအ धिक ဝင်ငွေရလမ်းဖြစ်ပါတယ်။သူမတို့နေထိုင်တဲ့ဒုက္ခသည်စခန်းမှာအရင်လိုစားနာရိတ်ခါထောက်ပံ့မှုအပြည့်အဝမရတော့ပါဘူး။ဒါကြောင့်လဲအင်ဂျီရက်လုံးနေရတာကနေမိသားစုအတွက်ဆန်တပုံစီတီလီတာဝယ်ယူဖို့မျှော်လင့်နေပါတယ်။2025ခုနှစ်ဧပြီလကစလို့ဒုက္ခသည်စခန်းမှာပုံမှန်ရရှိတဲ့စားနာရိတ်ခါကူညီတွေဟာတဖြည်းဖြည်းလျှော့နေလာခဲ့တာပါ။ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ယာယီခလုံးနေကြတဲ့ဒုက္ခသည်စခန်း၉ခုကလူသူတွေကိုစားနပ်ရိခါဖျက်ဝေနေတဲ့ TBC ရဲ့ရန်ပုံငွေအခက်အခဲတွေကြောင့်ရိခါထောက်ပံ့မှုတွေဟာပုံမှန်မဖြစ်တော့ပါဘူးရိခါမလျှော့ခင်မှာတော့၄နှစ်အောက်ကလေးငယ်တဦးကိုတလမှာထိုင်းဘတ်180ကနေဘတ်180ဝန်းကျင်ရရှိပြီးလက်ရှိမှာတော့ဘတ်40သာရရှိပါတယ်။ငါးနှစ်နဲ့အထက်မှာတော့ရခင်ကဘတ်400ကျော်အထိရရှိပေမဲ့လက်ရှိမှာတော့ 89ဗသာရရှိတော့တာပါဒီလိုရှော့နေလာတဲ့ထောက်ပံ့မှုတွေကြောင့်ဝင်ငွေရအလောက်ကိုင်းမရှိတဲ့ဒုက္ခသက်စခန်းတွေလူသူတွေပေါ့အခက်အခဲဖြစ်စေပါတယ်ဒီလိုအခက်အခဲတွေကိုဂရီနီဒုက္ခသက်စခန်းနဲ့ဘတ်မက်စရင်းမှာနေထိုင်လာတာ15နှစ်ကျော်ရှိပြီဖြစ်တဲ့နိုင်ယူဖို့လဲရင်ဆိုင်နေရပါပြီတလကိုလူတူအတွက်89ဗသာရရှိတော့တာကြောင့်နေ့စီဝမ်းရွေအတွက်တာဝန်ယူချက်ပြုတ်ပေးရတဲ့အိမ်တော်ရှင်တွေ ချွေတာစနစ်ကိုကျစ်တုံးနေရပါတော့တယ်။မိဖို့ချောင်းစရိတ်တက်တာအောင်နဲ့အပေါ်ဝင်ဝင်ရရှိအောင်ခောက်ဆဲကြော်ရောင်းပြီးစုဆောင်းနေရတယ်လို့အသက်28နှစ်အရွယ်အိမ်တော်ရှိအမျိုးသမီးတဦးဖြစ်တဲ့မှုကပေါ်စေကပြောပါတယ်။အရင်တော့ဆိုလို့ရှိရင်မိသားစုဝေးတယောက်ဆိုလို့ရှိရင်အော်ဘတ်300ကျော်ရတာဗောနဘတ်300ကျော်ရတယ်အဲ့တော့အရင်ကဆိုလို့ရှိရင်ဆန်ရယ်ပြီးလို့ရှိရင်စီစာပြီးမြုပ်တီအဲ့လိုမျိုးဆိုရှင့် အဲတလားစာဖူလုံးရှိတယ်ဗောနော် အခုကကျွန်တော်ဆန်တယ်ဘီရောမှာဒေါ်လာမရှိဘူးသူမမှာတော့မိသားစုဝင်ခုနှစ်ဦးရှိပြီးတနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်ထမင်းဟင်းချက်ဖို့အတွက်ဆန်ဆန်နဘူးကုန်ပါတယ်89ဘာသာရရှိတဲ့ထောက်ပံ့မှုက မိသားစုရဲ့စာဝန်တွေရဲ့အတွက်လုံလောက်မှုမရှိဘူးလို့မူကပေါ်ဆေးကဖွေဟပြောပါတယ်ဂရင်းဒုက္ခတဲ့စခန်းအမှတ်နဲ့ဘတ်မစ်စရင်းမှာအချင်း900ကျော် လူဦးရေ3200နီးပါးရှိနေပါတယ်။တနိုင်းတပိုင်လုပ်ငန်းအနေနဲ့စခန်းနေလူထုတချို့ကတော့ရခိုင်ကဒုက္ခသည်စခန်းကနေ UN အစီအစဉ်နဲ့တတိယနိုင်ငံလို့ခေါ်တဲ့အမေရိက၊အော်စတြေးလျ၊ကနေဒါစတဲ့နိုင်ငံတွေကိုကူးပြောင်းသွားသူတချို့ရဲ့လိုအပ်တဲ့အမာတွေကိုပြန်လည်ပေးဖို့ရောင်းချတာလည်းရှိပါတယ်။ဒါရီပြေစခန်းတွင်းမှာရောင်းချနိုင်တဲ့အစားအသောက်တွေဖြစ်တဲ့မြင့်ချောက်၊ကုံချောက် ဆေးရွက်ကြီးကုန်းသင်းတွေပြင်ရိုးရာအဝတ်အစားတွေက ရောင်းရတာကြောင့်ဝင်ငွေရှိသူတွေလည်းရှိနေပါတယ်။ဒုက္ခသည်စခန်းမှာနေထိုင်တဲ့နောက်ထပ်အမျိုးသမီးဖြစ်တဲ့ဒေါ်နင်းမြန်ကတော့မိသားစုဝင်၁၁ယောက်ရှိပြီးလူဦးရေများတာကြောင့်အသုံးစရိတ်ကိုခြွေတာသုံးစွဲနေရပါတယ်။အရင်ကရှိပြီးသားဟာလေးကိုကျမတို့ပြန်ပြီးခွဲရချစားတာလည်းရှိတယ်တော့ပြီးတော့မှပြန်ပြီးမှဆော့စားတာလည်းရှိ ူဖြတ်လာမယ်ဆိုရင်ကျမတို့ကညပါကူတဲကိုပြရမလားလို့စဉ်းစားတဲ့အတွေ့အကြုံကိုမြေကိုရင်မှာအနည်းဆုံးတော့တောင်ယာလောက်ကန်စားတောက်လို့ရတဲ့မြေရှိတာကြောင့်လဲစစ်ဖြစ်ပွားစေဒေတာဖြစ်တဲ့ greeny bee ကိုပြန်ဖို့ဒေါ်နေမယ်ကဆုံးပြထားပါတယ်။ဒါပေမဲ့ဒါကရေရှင်ဖြည့်ရှင်းနိုင်တဲ့နိလတ်တစ်ခုတော့မဟုတ်ပါဘူး။ greeny ဒုက္ခသည်စခန်းအမတ်နီးရဲ့အုတ်ချုပ်ရေးကော်မတီကတော့လက်ရှိရေဆိုင်နေရတဲ့ရိတ်ခါပြဿနာဖြည့်ရှင်းနိုင်ဖို့ ိုင်ငါချောက်ကုလူမျိုးတိုင်းဝိုင်းပုဂ္ဂလိကလူရှင်အဖွဲ့အစည်းတွေနဲ့ကိုထူကိုထချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ TBC ရဲ့ရိတ်ခါရှင်းချမှုကဧပြီလကနေဇူလိုင်လအထိဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့ပုံမှန်အချိန်ဒီတိုင်းရိတ်ခါပြန်ရရှိမရရှိကိုတော့အမခါချက်မပေးနိုင်သေးပါဘူး။ဒီကြားကာလမှာတော့စကမ်းနေလူစုတွေကတောက်ခံနေရပေမဲ့နောက်ပိုင်းကျရင်ပိုခက်ခဲလာနိုင်တယ်လို့ခရီးဒုက္ခတဲ့စကမ်းအမှတ်နဲ့ ဗတ်မစ်ရင်းရဲ့စခန်းကော်မတီစောထိုလူဝါကပြောပါရယ်။ဟောလက်ရှိသူတို့ရှိနေတဲ့ဒီရှော့ချက်ခံရတဲ့အတော်တွေတလားအတော်တွေမှာကျတော့သူကအာရှိနေတဲ့ပက်ဆောင်တော့သူအကလုံးစတော့ဝယ်ထားကြတယ်။ဒါဆိုတော့ဒီလာတော့အဲ့လိုကြီးအာဘယ်လိုပြောမလဲထီအောင်လို့တော့တိတ်မရှိသေးဘူး။ အမလမလာဘုံတော့လာမလာဝဲလို့ဆိုရင်တော့သူတို့ဝယ်ထားတဲ့စာလဲကုန်မယ်ပြဿနာတွေလဲအာဘယ်လိုဘယ်လိုပြောမလဲတိတ်ပြင်းရှိတော့ဘူးဆိုတော့ဒါနဲ့လည်းပို့ပြီးတော့အခက်အခဲဆိုသူတို့တော့ပို့ပြီးတော့ရှီလန်နိုင်တယ်လို့ကျွန်တော်တို့ဖက်ချာလဲပို့ပြီးတော့အာစကတ်ကုမ္ပဏီနေနဲ့လဲဘယ်လိုပြောမလဲပို့ပြီးတော့အလူစီတင်နဲ့လဲပို့ပြီးတော့ရှာခိုးတော့လို့တယ်ဘောနော် private donation များများရှာနိုင်ရင်တော့သူတို့တွေလဲပို့ပြီးတော့ကုညီရလဲရောက်တယ်ကျွန်တော်တို့တွေလဲ CP ဂရင်းဒုက္ခသက်စခန်းနဲ့ဟာ တောတောင်ထဲမှာတည်ရှိနေတာဖြစ်သလိုရေချောင်းတွေကလည်းလက်ပတ်စီးစီးနေတဲ့ချောင်းပေးမှာရှိနေတာပါ ရေရေမြင့်ကောင်းတာကြောင့်လည်းနှစ်စီဆောင်းရာဒီကာလမှာတနိုင်တပိုင်ဟင်းစာဖြစ်စိုက်ပျိုးတာတွေရှိပါတယ်ဒုက္ခတဲ့စခန်းတွေကမိသားစုဝင်တချို့အဲ့ဒီစိုက်ခင်းလေးတွေကငွေချင်းမကုန်ကြပဲလှုပ်အားကိုအုံချပြီးစိုက်ပျိုးနိုင်တဲ့အစားအသောက်ရင်းမြစ်တွေဖြစ်လာပါတယ်အဲ့ရဲ့မိဖို့ချောက်အုံစီတက်တာအောင်အများအားဖြင့်တခွာသည် ပဲသည်ကုဆုံရွက်ခယံသည်ငရုတ်သည်နှင့်တခြားသောသီးနှံတွေကိုစိုက်ပျိုးကြတာပါ။ချောင်းပြေးမှာစိုက်ပျိုးရတာကြောင့်အများအားဖြင့်ဆောင်းသီးနှံနဲ့နွေရာသီမှာစိုက်ပျိုးလေးရှိပါတယ်။ဒုက္ခတဲ့စခန်းဖြစ်တာကြောင့်စားဝတ်နေရေးအတွက်အလူရှင်ဖွဲ့စည်းရဲ့အထောက်ပတ်တချို့ရရှိပေမဲ့လည်းနေ့စဉ်ဘဝဝန်းရင်းနဲ့တစိုက်တစ်ပိုင်းကိုတာဝန်ယူဖြစ်ရှင်းနိုင်ဖို့ဆိုရင် အတီတကျလောက်ကိုင်းနိုင်တဲ့အသက်မွေးဝမ်းကြောင့်အလောက်ကမရှိမဖြစ်လိုအပ်ပါသေးတယ်။ အဲ့ဒီအခမ်းကဏ္ဍကိုဖြစ်စည်းနိုင်မှသာသူတို့ဘဝတွေမှာစိတ်ချမှုတွေနဲ့အတူအနာဂတ်တစ်ခုကို မျှော်လင့်လို့ရမှာဖြစ်ပါတယ်။ TBC အဖွဲ့အစည်းရဲ့ရိတ်ခါထောက်ပံ့မှုဟာရေရှည်ဘလောက်တည်တက်မလဲဆိုတာမသိနိုင်ပါဘူး။အဲ့ဒီအထောက်ပံ့တွေရယူတာကလည်းနှစ်ပေါင်း30ကျော်ရှိပြီဖြစ်တာကြောင့်ရိတ်ခါရှော့ချမှုဟာစကမ်းနေလူသူတွေအတွက်ဆန်းစစ်မှုတစ်ခုဖြစ်တယ်လို့စကမ်းကော်မတီ Sorto Lua ကပြောပါတယ်။ အဲ့ဒီဆက်စင်းမှုကိုကျွန်တော်တို့ဘယ်လိုပြောမလဲစိတ်ငြိမ်ငြိမ်နဲ့ထားပြီးတော့ကျွန်တော်တို့အော်လက်ရှိအရင်အရင်တော့ကျွန်တော်ရရှိတဲ့ပညာကိုအဒီအခဲခဲကြားထဲမှာကျွန်တော်တို့အာဘယ်လိုပြောမလဲအချို့ရှိရှိတုံချပြီးတော့ကျွန်တော်တို့ဆက်လက်တော့ဖို့တော့လိုတယ်လို့ကျွန်တော်တို့ဆက်ဖို့တော့ဒီစနောစခါဒုစခါနာလို့တော့ကျွန်တော်တိုက်တူးချင်းတယ်